ဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNTF ကနေယတနာအာမန် Lucky Draw ဆိုတဲ့ကမ်ပိန်းကိုပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ24ရက်နေ့ကမ်ပိန်းမိတ်ဆက်တဲ့အစီအစဉ်မှာတော့စစ်ကော်မရှင်ကခေမီ drone တွေအသုံးပြုပြီးသူတို့ဆုံရှုံထားတဲ့နေမြေတွေကိုအင်တိုင်းအားတိုင်းနဲ့ပြလဲထိုးစစ်ဆင်လာတဲ့အခြေအနေမှာမြေပြင်လိုအပ်ချက်တွေမြင့်မားနေတာကြောင့်ဒီကမ်ပိန်းကိုပြုလုပ်ရတာဖြစ်တယ်လို့ KNDF စစ်ရေးချုပ်ခူရီတူကပြောဆိုသွားပါတယ်။ ယတနာအာမန်လက်ကီဒေါ်ကမ်ပိန်းအစီအစဉ်မှာမြန်မာနိုင်ငံရဲ့ပသမားမြေဖြစ်တဲ့မိုးကုတ်ဒေသထွက်ကြောင်းအပါအဝင်အကြီးအတွင်းမြင့်တန်ဘိုးကြီးယတနာပစ္စည်း၃မျိုးကိုမဲလက်မှတ်ရောင်းချပြီးတော်လန်ပြည်သူတွေစီလက်ဆောင်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ပရမစုကိုစိတ်ချဲလက်စုတ်ဒုတိယစုကိုစိန်ရွှေဘရက်နဲ့တတိယစုကိုတော့စိန်ရွှေလက်ကောက်ဆိုပြီးကန်ဆန်းခွေရမှာပါ မဲလက်မှတ်တဆောင်က USD 15ဒေါ်လာဖြစ်ပြီးမဲအဆောင်ရေ3400ဝန်းကျင်ကို နိုင်ငံတကာငွေကြေးနဲ့ရောင်းချသွားမယ်လို့သိရပါတယ်။ရရှိလာမယ့်ထောက်ပို့ငွေတွေကိုတော့စစ်ရေးချုပ်ခူရီတူဦးဆောင်တဲ့ KNDF ရဲ့မြေပြေစစ်ရေးလှုပ်ရှားမှုတွေအောင်မြင်နိုင်ရေးအတွက်စစ်စေရေးအသုံးစရအဖြစ်အသုံးပြုသွားမှာဖြစ်ပြီးမိဘပြည်သူတွေအနေနဲ့တနိုင်တလောက်ဘူပေါင်းပါဝင်ပေးကြဖို့ကိုခူရီတူကမြစ်တာရက်ခံထားပါတယ်။